ရွာလေးတွေမှာကယ်လီယန်တို့အမိရတဲ့ရွာလူကြီးတူးရှိပြီးတော့သူ့ရဲ့ခေါင်းဆောင်ကောင်းပိသားမှုနဲ့ရိုင်းပင်းကူညီတတ်မှုတို့ကြောင့်လူတိုင်းကလေးစားကြပါတယ်။ဒါပင်ကိုဒူးစရိုက်တမားနဲ့လက်မယုံလူမိုက်တွေကလည်းသူ့ရဲ့တိုက်ရိုက်ခိုက်ကိုကြောက်ကြပါတယ်။ကယ်လီယန်အုပ်ချုပ်မှုအောက်မှာနေရတာဟာအလွန်ပဲလုံခြုံပြီးတော့အေးချမ်းသာစွာရှိကြတဲ့အတွက်လူလူကြီးကသူ့ကိုဖျားရဲတမန်တော်လားအလွန်အားကိုးယုံကြည်ကြရတာပါ။တရမှာတော့ကာလီယန်ဟာအလွန်အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့ယထာဘူတာကိုသွားဖို့ပြင်နေစင်ပါပဲ သူ့ရဲ့ညာလယုံတပည့်ဖြစ်သူကရဲဌာနကိုအရင်သွားပြီးတော့လက်မှတ်ထိုးပေးပါလို့ပြောပါတယ်။ဒီအချိန်မှာရဲစခန်းမှာလည်းပြဿနာတက်နေတာပါ။အချောင်းကဒူလိုင်လို့အမည်ရတဲ့ရွာလူကြီးတူကလည်းရဲစခန်းကိုရောက်နေပြီးတော့သူ့ရဲ့အာဏာနဲ့ဖိအားပေးပြီးသူ့ရဲ့တပည့်တွေကိုအချုပ်ခန်းထဲကနေလွတ်ခိုင်းနေလို့ပါ။ကယ်လီယန်ရောက်လာတဲ့ခါမှာတော့သူလက်မှတ်ထိုးရမယ့်စာအုပ်ကိုဒူလိုင်ကင်ထားတာကိုတွေ့လိုက်ပြီးကယ်လီယန်တောင်းတော့လည်းမပေးခဲ့ပါဘူး။သူလဲအလင်းလိုနေပေမဲ့ပြဿနာမဖြစ်ချင်တာကြောင့်ဒူလိုင်ရဲ့ကိစ္စပြီးဆုံးတဲ့အထိထိုင်ဆောင်နေဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် ဒါပေမဲ့ဒူလိုင်ကရဲတွေကိုပုတ်ခတ်ပြောဆိုလိုက်တိုင်းကယ်လီယန်ကကြားကနေပြီးဝင်ဝင်ပြောနေတာကြောင့်နောက်ဆုံးမှတီးမခံနိုင်တော့ပဲဒူလိုင်ကသူ့တပည့်တွေကိုပညာပေးဖို့အချက်ပြလိုက်ပါတယ်။ဒါပေမဲ့ကယ်လီယန်ကပဲဒူလိုင်ရဲ့လူတွေကိုရုပ်ပြက်စင်းပြက်ဖြစ်အောင်ပညာပြန်ပြခဲ့တာပါ။အဲဒီနောက်မှာတော့စာအုပ်မှာလက်မှတ်ထိုးနေတဲ့ဒူလိုင်ကိုပါမထီတထီပြောဆိုနေပါသေးတယ်။ဒူလိုင်သူ့ကိုဘာမှပြန်မပြောရသေးခင်မှာပဲခက်ချမ်းချမ်းစကားလုံးနေနဲ့ဆုံးမစကားတွေကိုခက်မမိုက်စတိုင်နဲ့ပြောပြီးတော့ပြန်လာခဲ့ပါတယ် ဒူလိုင်ကတော့သူအာနာပြနေတဲ့ရဲတွေရဲ့ရှေ့မှာမျက်နှာပြတ်ပြီးတော့အညိုတကြီးနဲ့ပဲကြံရစ်ခဲ့ရပါတော့တယ်။ကယ်လီယန်နဲ့သူ့ရဲ့တပည့်တို့ဟာယထာဘူရာကိုရောက်တာနဲ့လူတွေအားလုံးကိုစားတောက်ဖွေးရတဲ့လိုက်လံဝေငှပေးနေတာကိုတွေ့ကြရပါတယ်။ကယ်လီယန်ကဒီလိုလူကြီးပေးနေရတဲ့အကြောင်းကတော့အဲ့ဒီယထာနဲ့တူသူ့ရဲ့အချစ်အရဆုံးညီမလေးဖြစ်တဲ့တန်ကာဟာကြောင်းပြီးလို့အဲ့ယထာကြီးနဲ့ပြန်လာခဲ့လို့ပါ။တန်ကာအခုဆိုရင်တော့ကြောင်းပြီးသွားခဲ့ဖြစ်တာကြောင့်သူ့ရဲ့မိသားစုနဲ့အတူတူအမဲနေနိုင်တော့မှာဖြစ်ပြီးဒါကိုဝမ်းသာဆုံးဖြစ်နေတာကကယ်လီယန်ပဲဖြစ်ပါတယ်။ ူဟာညီမဖြစ်သူမွေးစဉ်အချိန်ကလေးကမိခင်ဖြစ်သူရဲ့မှားကြားချက်တိုင်းဂီဥတဆိုင်ကျွေးမွေးဆောင်ရှောက်ခဲ့တာဖြစ်ပြီးတော့ညီမလေးပွေးပြီးလို့မှသိမကြခင်မှာပဲမိခင်ကတော့ဆုံးပါသွားခဲ့ရပါတယ်။အဲဒီချိန်တုန်းကကယ်လီယန်ကလည်းခလေးပဲရှိသေးတယ်ဆိုပေမဲ့တကယ်အကိုကြီးပီတာစွာနဲ့ညီမလေးကိုဆောင်ရှောက်ထားတာပါ။သူညီမတို့အတွက်ဆိုရင်အရာရာအနစ်နာခံပြီးတော့သူ့အသက်ကိုပေးနိုင်တဲ့အထိချစ်တတ်တာပါအကိုကြီးတယောက်လိုသာမကမိဘနေရာကတွင်တင်ဆုံးမတက်သေးလို့တခါတရံမှလည်းညီမဖြစ်သူရဲ့တငယ်ချင်းတယောက်လိုနေပြီးတော့ရီကာမောကနဲ့ရင်းနှီးနှီးပေါင်းသင်းတက်သေးတာပါ တရက်မှာဒူလိုင်းဟာရှင်းနေမာလေးပထမပိုင်းကိုငားပြီးတော့မြေကွက်စာချုပ်တွေရှင်းလင်းနေပါတယ်။တိမ်မကြခင်မှာပဲကယ်လီယန်ရောက်လာပြီးတော့အဖိုးတကူကိုပါခေါ်လာကဒူလိုင်းကအဆိုပါဖိုးရဲ့မြေကွက်ကိုလိန်လယ်ပြီးတော့တင်းယူလိုက်တယ်လို့လာပြောပါတယ်။ဒူလိုင်းကလည်းအဖိုးကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့စာချုပ်ရှိနေရာကြောင်းသူ့ဘက်ကဘာမှမမှားဘူးလို့ပြောနေကြတာပါ။ကယ်လီယန်ကတော့အဲ့မြေကွက်ဟာအဖိုးနဲ့သူ့ဇနီးတို့အတွက်အေးပါတာကြောင့်အဖိုးကရောင်းခဲ့တာမဟုတ်ပဲဒူလိုင်ကသာလှည့်ပြပြီးတော့လက်မှတ်ထိုးခိုင်းခဲ့တာလို့ပြောပြန်ပါတယ် ဒီလိုနဲ့တရားဝန်ကိုရောက်လာတဲ့ခါမှာတော့ပထမပိုင်းကသူ့ရဲ့အမှုတွေဖြစ်တဲ့ဒူလိုင်ဘက်ကမလိုက်ပဲအဖိုးဘက်ကလိုက်ပေးခဲ့တာကြောင့်မြေကွက်ကိုပြန်ရသွားခဲ့ပါတယ်။အဲဒီခါမှာတော့ပထမပိုင်းရဲ့ဖြောင်းမတ်တဲ့စိတ်ထားနဲ့လှပတဲ့ရုပ်ရည်လိုက်ဖက်မှုဟာကယ်လီယန်ရဲ့ရင်ပတ်ထဲထိတိုးဝင်သွားခဲ့ပါလို့တယ်။သူဟာပထမပိုင်းနောက်ကိုအရေးလိုလိုက်နေပြီးတော့လိုအပ်တဲ့အချိန်တိုင်းမှာဂယူဒဆိုင်နဲ့အနားမှာရှိနေတတ်ပါတယ်။ကြာလာတဲ့ခါမှာကယ်လီယန်ရဲ့အကျဉ်းသားတွေအောက်မှာပထမပိုင်းလည်းအရေးပျော်သွားခဲ့ရပြီးသူတို့နှစ်ဦးချစ်သူအဖြစ်ကိုရောက်ရှိခဲ့ကြပါတယ်။ DMR ကဲလီယန်ဟာသူညမရဲ့မွေးနေ့ကိုကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပခဲ့ပါတယ်။ရွာရဲ့နေ့စဉ်ပွဲတော်တစ်ခုလားစီကားတိုက်မြိုက်စွာကျင်းပခဲ့ပြီးတော့လူတွေများစွာတက်ရောက်ကမွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးကြပါတယ်။မွေးနေ့ပွဲတက်ရောက်သူတွေကိုလည်းအစားအသောက်ကောင်းတွေပြင်ဆင်ထားပြီးတော့စိတ်ကြိုက်ကြွေးမွေးခဲ့ပြီးအဲ့ဒီမွေးနေ့မှာပဲကဲလီယန်ကသူညမအတွက်ကျင်းပကျင်းပရှာပေးဖို့စကားဆပြောခဲ့ပါတယ်။ကယ်လီယန်လိုလူနဲ့အမျိုးတော်ချင်းသူတွေကလည်းသူတို့ရဲ့သားတွေနဲ့သဘောတူပေးဖို့စကားကမ်းလှမ်းခဲ့ပေမဲ့ကယ်လီယန်ကတော့လက်မခံခဲ့ပါဘူး။ အကြောင်းကတော့အဲ့ဒီလူတွေကနိုင်ငံသားမှာအလုပ်လုပ်နေကြတာကြောင့်ဖြစ်ပြီးသူကညီမဖြစ်သူအိမ်အောင်ပြုပြင်အောင်သူ့ရဲ့အဝေးမှာမထားနိုင်ဘူးလို့ဆိုပါတယ်တိမ်မကြခင်မှာပဲရွာသားတူးရောက်လာပြီးတော့ညီမဖြစ်သူရဲ့ဆန္ဒကိုလည်းမေးကြည့်တင်တယ်လို့ပြောပါတယ်။နောက်ထပ်တစ်ယောက်ကလည်းအကိုကြီးဖြစ်တဲ့သူကစီစဉ်ပေးရင်ရပါတယ်လို့ဆိုပြန်ပါတယ်။ကယ်လီယန်ကလည်းညီမဖြစ်သူကိုအရန်ချစ်တာကြောင့်သူ့ညီမရဲ့ဆန္ဒကိုမေးခဲ့ပေမဲ့တန်ကာကလည်းသူ့ရဲ့အကိုသူ့ဘော်ဘလောက်ချစ်တယ်ဆိုတာကိုနားလေတာကြောင့်ကယ်လီယန်စီစဉ်သလိုပဲနာခံပါမယ်လို့ပြန်ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့တန်ကာအတွက်သရိုးသမီးရွေးကြပေမဲ့ မြမဖြစ်သူကိုအချစ်လွန်အစိုးရင်လွန်နေတဲ့ကယ်လီယန်ကြောင့်ဘသူမှသူ့ကိုရောက်ဖမတော်ရဲကြပဲဖြစ်နေကြပါလို့လေတနေ့မှတော့တန်ကာအတွက်သူတို့သားရှာတဲ့တရင်ကိုကြားပြီးအမျိုးသမီးနှစ်ဦးရောက်လာကြပါတယ်သူတို့ဟာတစ်ချိန်လုံးကကယ်လီယန်ကိုဆွဲလန်းချစ်ခဲ့ဘူးကြသူတွေဖြစ်ပြီးကယ်လီယန်ကလက်မခံခဲ့တာပါအခုချိန်မှာတော့ကယ်လီယန်ကိုမရခဲ့ပေမဲ့အမျိုးလေးတော်ကွင်လေးရနိုင်စေဖို့သူမတို့ရဲ့သားနဲ့ဖြစ်စေမောင်နဲ့ဖြစ်စေတန်ကာနဲ့လက်ထပ်ပေးဖို့အတွက်ကံလန်းပါတယ် ဒါပေမဲ့ပထမတစ်ယောက်ကတော့တနာယူပြီးအိမ်ပေါ်မာလေးတွေကိုပဲမျက်လုံးကျွတ်ထွက်မတတ်စိုက်ကြည့်နေတာဖြစ်ပြီးတော့ဒုတိယတစ်ယောက်ကလည်းဘာကုန်းမှစိတ်မဝင်စားပဲ24နာရီတခုခုကိုအမြဲတမ်းစားနေတတ်တဲ့အဆက်ပုတ်ဖြစ်နေတာပါ။ဒါကြောင့်ကယ်လီယန်လည်းသဘောမတူခဲ့ပေမဲ့ယရီပြတ်ကြီးညင်းလွန်လိုက်ဖို့ကိုလည်းအားနာနေပဲမှာသေးတယ်။တကယ်မှာတော့သူတို့ရွာမှာနှစ်စဉ်ပွဲတစ်ခုကိုကျင်းပနေခဲ့ပြီးကယ်လီယန်နဲ့သူ့တပည့်တို့လည်းပွဲတော်ထဲမှာအတူတူပျော်နေကြပါတယ်။သိမကြခင်မှာပဲဒူလိုင်ကသူ့တပည့်တွေနဲ့ရောက်လာပြီးယက်စကန်ကကိစ္စအတွက်လက်စားပြန်ချေဖို့စူးစမ်းပါတယ်။ ဒါမဲ့လေကယ်လီယန်ကိုဘာမှမလုပ်နိုင်ခဲ့ပါဘူးဒူလန်ရဲ့တပည့်တွေကိုချွေးတော်မဆိုးပဲတတရရလေးနဲ့ပဲအနိုင်ယူလိုက်နိုင်တာပါအခဲမကြီးတဲ့ဒူလန်ကကိုယ်တိုင်ဝင်လာပေမဲ့ကယ်လီယန်ကပဲစိတ်ကြိုက်ပါးတွေရိုက်ပြနေပါလေဒါမဲ့သူတခုခုကိုမြင်လိုက်ပြီးတော့ဒူလန်ထိုးတာကိုပဲခံနေလိုက်ပါလေခဏကြာမှတော့ဒူလန်ကိုပြန်တိုက်ခိုက်ပြန်ပြီးတိတ်မကြခင်မှာတမင်အထိုးခံနေပြန်ပါလေဒါကိုသတိထားမိသွားတဲ့ဒူလန်ကမေးတဲ့အခါမှာတော့ကယ်လီယန်ကမင်းကလူယုံမှတယောက်ဆိုပေမဲ့မင်းမိသားစုအတွက်တော့သူရဲကောင်းတူပဲလို့သူပြောခဲ့တာပါ သူကဒူလိုင်ထိုးချိတ်ခံရတာကိုဒူလိုင်ရဲ့မိသားစုကိုမမြင်စေချင်တာပါအဲဒီနောက်မှာတော့ကယ်လီယန်ကရွာရဲ့တလေတိုင်းသူ့ရဲ့ကြောပြင်မှာတန်ချိတ်နဲ့ထိုးပေါပြီးလဲကြီးကိုဆွဲပြကာသူညီမတို့ဘုရားသခင်စီမှာတောင်းစုပြုမှာဖြစ်ပါတယ်ဒါဟာသူလူပြပောက်အွယ်ကလေးကဒီလိုနှစ်ဆင်ဆူတောင်းပေးကြတာဖြစ်ပြီးတော့ခုချိန်ဒီလည်းမပြတ်မကွက်လုပ်နေသေးပါပဲဒီချိန်မှာတော့ကယ်လီယန်ကသူညီမတို့သရိုသားကိုဆူတောင်းပေးခဲ့ပြီးသူထက်ပိုကောင်းတဲ့သူသူထက်ပိုချမ်းသာတဲ့သူသူထက်တန်ကားပေါ်ကိုပိုချစ်နိုင်တဲ့သူနဲ့တွေ့ရဖို့အတွက်ဆူတောင်းလိုက်တာပါ တပတ်ကမျိုးသမီးနှောက်ကလည်းကယ်လီယန်ညမဘော်ထားတဲ့မြေတားတရားကိုသိမြင်လိုက်ပြီးသူတို့ခေါ်ထားတဲ့သူတို့သားတွေကအရေးချင်းမပြည့်မီကြတာကြောင့်နောက်တနေ့မနက်မှာပဲငိမ့်ချန်းစွာနဲ့မြေတားမပြတ်ပြန်လည်ဆုတ်ခွာသွားကြပါလိမ့်အဲဒီနောက်မှာဒူလိုင်းဟာကယ်လီယန်ရဲ့အိမ်ထိရောက်လာခဲ့ပြီးသူ့မိသားစုရှေ့မှာဂုံသိက္ခာကိုကာကွယ်ပေးခဲ့တာအတွက်ဂျေဇူးတင်စကားပြောခဲ့သလိုမုံမြတ်တဲ့စိတ်ထားကိုလည်းလေးစားတယ်လို့ဆိုလိုက်ပါတယ်သူကအရင်ကကယ်လီယန်ကိုကြောက်စိတ်နဲ့ယူသေးခဲ့တာဖြစ်ပေမဲ့အခုချိန်မှာတော့ချစ်ခင်တဲ့စိတ်နဲ့လေးစားမိသွားတာလို့ပြောလိုက်ပါတယ်။ ပြီးတော့အခုရောက်လာတာဟာတောင်းမှန်မှုကိစ္စတခုတည်းအတွက်မဟုတ်ခဲ့ပဲသူ့ရဲ့ညီဖြစ်သူကိုလည်းသူတို့သားဖြစ်နေလာရောက်ကမ်းလန်းတာပါလို့ပြောလိုက်ပါတယ်။ကယ်လီယန်ကလည်းဒူလန်ရဲ့စိတ်ရင်းသဘောမှန်နဲ့ပြောနေတာကိုခံစားမိတာကြောင့်သူညီမဖြစ်သူကိုဒူလန်ရဲ့ညီနဲ့လက်ထပ်ပေးဖို့သဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့မင်္ဂလာပွဲကိုချင်းချင်းသဲကျင်းပခဲ့ကြပြီးလူလူကြီးကလည်းစီကားတိုက်မြိုက်စွာနဲ့လာရောက်ခဲ့ကြပါတယ်။အားလုံးကလည်းပျော်ရွှင်စွာရှိနေကြပြီးတော့အပျော်နေဆုံးသောသူကတော့ကယ်လီယန်ပါပဲ။ဒါမဲ့မထင်မှားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ဒရုသမီးတန်ကပျောက်ဆုံးသွားတာပါပဲတိန်လုံးနေရာနဲ့ရှာဖွေခဲ့ပေမဲ့မတွေ့ခဲ့တာကြောင့်ကေလီယန်ဟာတပည့်တွေကိုရွာနှံလိုက်ရှာကြဖို့အတွက်ဆေလွတ်လိုက်ပါတယ်ဒါပေမဲ့သူတို့သားနဲ့မင်္ဂလာပွဲတက်ရောက်လာတဲ့ပရိသတ်တွေတီသွားခဲ့ရင်မျက်နှာပြတ်မှာစူရတာကြောင့်တိတ်တဆိတ်ရှာဖွေဖို့အတွက်မှားထားပါတယ်အဲ့ဒီချိန်မှာသူတို့သားဘက်ကလည်းအခမ်းအနားနဲ့စတင်ပြီးတော့ထွက်လာခဲ့ပြီဖြစ်တာကြောင့်တန်ငါကိုအမြန်ဆုံးတွေ့အောင်ရှာကြပါတယ်ဒါမှလည်းဘလို့ပဲရှာခဲ့ရှာခဲ့ပြီမဲ့ရှာမတွေ့ကြပဲနောက်ဆုံးမှသရိုသားဘက်ကပါမင်္ဂလာပွဲကိုရောက်လာခဲ့ကြပါပြီ ကယ်လီယန်တပည့်တချို့ကဒူလိုင်ကိုတိုင်တန်ကားကိုဖမ်းခေါ်သွားတယ်လို့ထင်မှတ်ပြီးပြဿနာဝင်လို့ပေမဲ့ကယ်လီယန်ကပဲမင်္ဂလာပွဲကနေရိုက်ပွဲမဖြစ်ရအောင်ဝင်တားခဲ့ရပါတယ်။အဲဒီချိန်မှာပဲသူတပည့်တူရောက်လာခဲ့ပြီးတော့တန်ကားကိုတွေ့ပြီးဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။သူလဲဝမ်ပန်းတသာနဲ့ပြန်ခေါ်လာဖို့ပြောလိုက်ပေမဲ့တန်ကားကပြန်မလိုက်ဘူးဆိုတာကိုသိလိုက်ရပါတယ်။အမှန်တော့တန်ကားဟာသူ့ရဲ့ချစ်သူနဲ့တူထွက်ပြေးသွားတာဖြစ်ပြီးဒီလိုရဟာမျိုးရုပ်ဂုံသိက္ခာကိုအလွန်ထိခိုက်စေတဲ့လုပ်ရက်ဖြစ်နေရပါဘူး။ လူကြီးချို့ကမျိုးရုပ်ဂုံတိတ်ခါကိုထိမ့်သိမ့်ဖို့တန်ခါနဲ့သူမရဲ့ချစ်သူကိုပါတခါတည်းတတ်ပြစ်လိုက်ဖို့ပြောပေမဲ့ကယ်လီယန်ကတော့သူညီမကိုတတ်ပြစ်ဖို့ဆိုတာရောင်လို့တော့မတွေးဘူးတဲ့အရာဖြစ်နေတာပါတဖက်ကဒူလိုင်ကလည်းကယ်လီယန်ကိုကိုကျင်းစာနားလေစွာနဲ့အခုချိန်မှာတန်ခါပြန်လာခဲ့ပြီမယ်ဆိုရင်တော့သူတို့ဘက်ကဂျေနန်းစွာနဲ့လက်ထပ်ယူမယ်လို့ပြောပါတယ်ဒါမဲ့သူကတော့ညီမဖြစ်သူရဲ့စိတ်ချမ်းသာမှုအတွက်တန်ခါကိုချစ်သူနဲ့အတူပြေးဖို့လှုပ်ပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် ဒီဆုံးဖြတ်ချက်ဟာသူ့ရဲ့မျိုးရိုးဂုံတိတ်ခါနဲ့လဲလိုက်ရတာဖြစ်ပြီးသူဟာဒူလိုင်ရဲ့ခြေကိုကင်ပြီးတော့တောင်းပန်စကားပြောခဲ့ပါလေဒူလိုင်ကလည်းအကိုတယောက်ရဲ့ကြီးမားတဲ့မြတ်တာတရားကိုမြင်လိုက်ရတာကြောင့်ကြည်ပြူစွာနဲ့ပဲခွင့်လွှတ်လိုက်ရပါလေအရင်နေ့ကစလို့ကယ်လီယန်ဟာနေ့စဉ်အထီးကျန်စွာနဲ့သူညမကိုပဲတတိတရားရှိနေခဲ့ရတာပါအချိန်ကာလတွေကြာမြင့်စွာကုံလွန်လာခဲ့သည့်တိုင်သူ့ကိုခွဲခွာသွားတဲ့ညမလေးကိုမမေ့ပြောင်းနိုင်ခဲ့ပါဘူးတချိန်မှာတော့သူ့ရဲ့အဖွားဖြစ်သူကတန်ခါးเจ้าကိုဝန်ခံစကားပြောလာပါလေ တန်ကာကောလိပ်တက်စင်ကချစ်သူတို့ရှိခဲ့ပြီးသူမအတွက်ကယ်လီယန်သရိုသားရွေးပေးစဉ်ကအကိုရဲ့ကြီးမားတဲ့ကျေးဇူးတရားကိုစပ်ဖို့အတွက်ချစ်သူကိုမေ့ပြပြီးတော့လက်ခံပေးခဲ့တာပါဒါမဲ့မင်္ဂလာပွဲကျင်းပကန်ဒီမှာတန်ကာရဲ့ချစ်သူရောက်လာခဲ့ပြီးသူ့ကိုယ်သူပါတတ်သိဖို့ကြိုးစားခဲ့တာကြောင့်တန်ကာလည်းချစ်သူပေါ်မှာမရက်ဆက်နိုင်တော့ပဲအဖွားကတဆင့်ကယ်လီယန်ကိုမင်္ဂလာပွဲဖြတ်သိမ်းဖို့ကိစ္စကိုပြောခိုင်းစီပါတယ်ဒါမဲ့အဖွားဖြစ်သူကလည်းညီမရဲ့မင်္ဂလာပွဲအတွက်ကယ်လီယန်အပျော်ကြီးပျော်နေတာကိုမြင်ပြီးတော့ပြောမထွက်တော့ပြန်ပါဘူး ဒါကြောင့်ပြန်လာပြီးတော့ကယ်လီယန်မင်္ဂလာပွဲကိုဖြတ်သိမ်းဖို့သဘောမတူဘူးဆိုပြီးတန်ကာကိုလိန်ပြောလိုက်တာပါတန်ကာမင်္ဂလာပွဲကနေမထွက်ပြေးလောက်ဘူးလို့လေအဖွားကထင်ခဲ့တာပါဆိုပြီးတော့ပြောကငိုနေခဲ့ပါလေကယ်လီယန်ကလည်းညီမအတွက်ဆိုရင်ဒီမင်္ဂလာပွဲဖြတ်ဖို့လောက်တာမကပဲသူ့အသက်ကိုယူမယ်ဆိုရင်တော့လှုပ်ပေးဖို့ဝင်မလေးပါဘူးဆိုပြီးတော့ပြန်ပြောခဲ့ပါတော့လေအမန်တရားကိုတီးသွားပြီးတဲ့နောက်ကယ်လီယန်ကညီမဖြစ်သူနဲ့နားလည်မှုယူခြင်းနဲ့အတွက်ပထမပိုင်းကိုဆက်သွယ်ပြီးတော့တန်ကာရှိတဲ့နေရာကိုကုညီစုံစမ်းပေးဖို့ပြောပါတယ် နောက်ဆုံးမှာတော့ကန်ကသားမျိုးမှာနေတယ်လို့သတင်းရကြပြီးလိုက်သွားကြတဲ့ခါမှာတော့အိမ်သိမ်းခံရပြီးပြောင်းရွှေ့သွားတယ်ဆိုတာသိလိုက်ကြပါတယ်ပြီးတော့တန်ကအခုဆိုရင်အလွန်ဆင်းရဲနွမ်းပါးစွာနဲ့ရုန်းကန်နေရပြီးအကျွေးတွေလည်းပတ်လေဝိုင်းနေတယ်လို့ပါသတင်းရခဲ့တာပါနောက်ဆုံးမှာသူညီမကိုတွေ့ခဲ့ပြီးတန်ကကတော့သူ့အကိုစီကိုလုံးဝပြန်မသွားတော့ဘဲဒီဒုက္ခတွင်းထဲမှာပဲနေတော့မှဖြစ်ပြီးတော့ဒါဟာအကိုဖြစ်သူကိုအရှက်ကွဲဖြစ်အောင်လှုပ်ခဲမိတဲ့ပြစ်ဒဏ်လိုပဲမှတ်ယူမယ်ဆိုပြီးပြောနေတာကိုကြားလိုက်ရပါတယ် သူကသာသူမကိုဒီလိုနေထားမျိုးနဲ့တွေ့ခဲ့ရရင်ဝမ်းနဲ့မဆုံးဖြစ်နေလိမ့်မှာဖြစ်တာကြောင့်သူမတည်တဲ့အထိအကိုကိုမျက်ရည်ဒဇက်လေးတောင်ထပ်မကျစေရတော့ဘူးလို့လည်းပြောနေခဲ့တာပါကယ်လီယန်လည်းညီမဖြစ်သူရဲ့ဒုက္ခကြီးမားပုံနဲ့သူ့ပေါ်ချစ်ရှာတဲ့ညီမဖြစ်သူရဲ့စိတ်ထားပေါ်ဝမ်းနဲ့ဝမ်းသာဖြစ်ခဲ့ရပါတယ်အရင်နောက်မှာတန်ကာဟာကလပ်တစ်ခုရဲ့ပိုင်ရှင်စီကိုတွားပြီးသူမရဲ့အကျွေးတွေကိုရက်ရွှေ့ဆိုင်ပေးဖို့ပြောနေတာကိုလည်းတွေ့ရပါဗယ်။ကယ်လီယန်လည်းနောက်ကနေတိတ်ဆိတ်လိုက်ကြည့်နေခဲ့ပြီးတော့ အဆိုပါလူတစုကတန်ကာကိုအော်ဟစ်ငောင်းငန်းပြီးထီကဘာကြီးကဘာလောက်တာစရော်တွေကိုမြင်နေရပြီးတော့ကယ်လီယန်ကစိတ်မထိန်နိုင်တော့တဲ့အထိဖြစ်လာခဲ့ပြီးမကြာခင်မှာတန်ကာထွက်သွားပြီးသူမရဲ့လက်ဝတ်လက်စားတွေကိုရောင်းပြစ်လိုက်ကအကျွေးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်တန်ကာထွက်သွားလိုက်တာနဲ့တပြိုင်နက်ကယ်လီယန်ဟာသူ့ရဲ့ဒေါသတွေကိုမိုင်းကုံဖြန့်ထုတ်လိုက်ပြီးတော့အဆိုပါလူမိုက်တုပ်ကိုအညာတာမရှိဝင်ကျမ်းပါတော့တယ်ညမဖြစ်သူကိုထီကဘာကြီးကဘာလောက်တဲ့ကောင်ကိုတော့အထူးစပယ်ရှယ်ကိုတိတ်ပြစ်တာပါ မြမကိုချစ်တဲ့စိတ်နဲ့မိစ္ဆာတကောင်လိုဝင်ကြမ်းခဲ့ပြီးလူမိုက်တွေအားလုံးအလူလဲခံရပြီးတော့မှောက်ကုန်ကြပါလေ။သိမ့်မကြခင်မှာတန်ကာပြန်ရောက်လာပြီးတော့အကျွေးတွေဆက်တဲ့အခါမှာတော့သူတို့တွေလက်မခံရဲကြတော့ပါဘူး။တန်ကာကလည်းအဆိုပါလူတစ်တိုက်ဒီလောက်ကွဲပြဲနေတာကိုမြင်ပြီးတော့အကိုဖြစ်သူကိုအမှတ်ရမိတာကြောင့်အနီရာပတ်ဝန်းကျင်ကိုလိုက်ရှာဖွေခဲ့ပေမဲ့မတွေ့ခဲ့ပါဘူး။အဲဒီနောက်မှာလဲကယ်လီယန်ကတန်ကာရဲ့အနောက်ကိုတိတ်ဆိတ်လိုက်သွားခဲ့ပြီးတော့သူညမဟာဟောင်းနှွမ်းနေတဲ့အခန်းချင်းလေးထဲမှာတကူတဲ့ချိုးတဲ့စွာနေနေရတာကိုမြင်လိုက်ရပြန်ပါလေ။ မြန်မာဖြစ်သူရဲ့အဖြစ်ကိုမြင်ပြီးတော့မျက်ရည်မစိမ်းနိုင်အောင်ခန်းစားခဲ့ရကာနောက်ရက်မှာတော့တန်ကာမသိအောင်ကူညီဖို့အတွက်စစီစဉ်ပါတော့တယ်။အိမ်ပိုင်ရှင်ရမနအစိုးကြီးတန်ကာစီကိုရောက်လာခဲ့ပြီးအချိုးချောင်းမပြောဘဲတန်ကာကိုမောင်းထုတ်လိုက်ပြီးတော့တပတ်အိမ်ကြီးမှာအမျိုးသမီးတစ်ယောက်ကအခန်းပေါ်ရှာနေတယ်လို့ဆိုကာပို့ပေးလိုက်ပါတယ်။သူမနဲ့တွေ့လိုက်ရတာကပထမပိုင်းပဲဖြစ်ပြီးကယ်လီယန်လည်းအိမ်ကောင်းနဲ့အစားအသောက်ကောင်းတွေပြင်ပထမပိုင်းမှာရှိနေတာကြောင့်မြမအတွက်အနေငယ်စိတ်အေးရသလိုတန်ကာမှာလည်းအရင်လိုမဟုတ်ဘဲနဲ့ရွှေရွှင်ပြပြဖြစ်လာတာကိုမြင်ရပါတယ်။ ဒါပေမဲ့အဲ့ဒီချိန်မှာပဲဗရင်းပေါက်ကနေတဆင့်လူတအူးကိုသူမမြင်လိုက်ပြီးကြောက်လန့်တကြဖြစ်သွားပါလေ။အဲ့ဒီလူကတန်ကာကိုကုညီခဲ့ဘူးသူတိုင်းလိုက်တတ်နေခဲ့လို့ပါပဲ။အဲ့ဒီချိန်မှာပထမပိုင်းကဈေးဆိုင်တစ်ခုကပြန်လာခဲ့ပြီးလူစိုးတစ်တိုက်ကသူမကိုရန်ပြုတ်ဖို့စောင့်နေတာကိုမြင်လာကြအောင်အ мян ထွက်ပြေးရပါလေ။ဒါပေမဲ့အမှန်တော့ဒါဟာကယ်လီယန်စင်ထားတဲ့ဂွင်ဖြစ်နေတာပါ။သူကလူစိုးတွေထွက်လာအောင်တမင်မြားထုတ်လိုက်တာဖြစ်ပြီးသူစီရောက်လာတဲ့အခါကောင်းကောင်းကြီးရိုက်တဲ့အခါနောက်ွယ်မှာဘသူရှိနေတယ်လဲဆိုတာကိုစစ်ဆေးမေးမြန်းပါတော့တယ် တချိန်ကတန်ကာသူ့ရဲ့ချစ်သူနဲ့လိုက်လာပြီးနောက်ပိုင်းသူတို့လက်ထပ်ပွဲကိုကျင်းပခဲ့ကြပြီးတော့အားလုံးကလည်းတန်ကာကိုဂယူးတဆိုင်နဲ့ချစ်ခင်ကြပါတယ်။သူမရဲ့အိမ်အောင်ရေးကလည်းတာယာနေခဲ့ပြီးတော့တိတ်မကြခင်မှာကုမ္ပဏီကပါယာဒူးတိုးပေးခဲ့ပြီးခင်မွန်းဖြစ်သူနဲ့တူကြီးကြပ်ရေးတာဝန်ကိုယူခဲ့ရတာပါ။သူတို့ရဲ့လုပ်ငန်းကြီးဟာတိုးတက်အောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာဒူးစရိုက်လုပ်ငန်းတွေနဲ့ကြီးပွားလာသူဖြစ်တဲ့မာနော့ကသူတို့ကိုမျက်စိစပွင့်ဝေးဆူလာပါတယ်။မာနိုဟာသူ့ရဲ့ငွေတွေကိုခွာချဖို့အတွက်ကုမ္ပဏီတကာဘက်ကရှယ်ယာတွေလိုက်ပြီးတော့ဝယ်ယူတတ်သူပါ။ ဒီလိုဝယ်တဲ့အခါမှာလည်းအနူနီနဲ့မရရဲ့အကျန်းနီးနဲ့ရအောင်ဝယ်တတ်တာပါဒီလိုနဲ့တနေ့မှာတော့မာနုဟာတန်ကာရုရဲ့ကုမ္ပဏီကိုရောက်ချလာခဲ့ပြီးတန်ကာရဲ့ခင်မုန်းကတော့လုံးဝရောင်းမပေးနိုင်ဘူးလို့ညင်းလိုက်ပါတယ်မာနုကဆက်ပြီးတော့ချင်းချောက်စကားတွေပြောနေတဲ့ပြင်တန်ကာကိုပါနှိမ်ချတဲ့စကားလုံးတွေနဲ့ထိပါလာတာကြောင့်သူမလည်းသီးမခံနိုင်ပဲပါရိုက်ဖို့ချိန်ရွယ်ပြီးနာနာကြီးကြီးနဲ့ပြန်ပြောပြစ်ခဲ့ပါတယ်အဲဒီခါမှာတော့မာနုက24နာရီအတွင်းမှာဒီကုမ္ပဏီကိုရအောင်ယူပြမယ်ဆိုပြီးတော့ထွက်သွားပါတယ် ။သိမကြခင်မှာပဲအလုံယုံကြီးမှာမီးလောင်မှုဖြစ်ပွားခဲ့ပြီးတော့အချင်းပြဲရဲတွေရောက်လာကကုမ္ပဏီကြီးကပိတ်သိမ်းပစ်ဖို့အမိန်ပေးပါတော့တယ်။လုပ်ငန်းလိုင်စင်နဲ့အကြောင်းပြချက်မရှိပဲရုတ်သိမ်းခံလိုက်ရပြီးဒီအခြေအနေရောက်တဲ့အထိတန်ကာတို့ဟာသူတို့ကုမ္ပဏီကိုရောင်းဖို့စိတ်မကူးကြသေးပါဘူး။ဒီခါမှာမာနုကတန်ခါရဲ့ခင်မုန်းဟာလူတယောက်ကိုကားနဲ့တိုက်တတ်တယ်ဆိုပြီးအကွက်ဆင်လိုက်တာကြောင့်ရဲစခန်းကိုရောက်သွားပါလေ။အဲဒီနောက်မှာတန်ခါရဲ့ခင်မုန်းကိုရဲတွေကဝိုင်းနှိပ်ဆက်ကြပြီးတန်ခါတယောက်အကြီးကျယ်ပူဆွေးတော့ကရောက်နေရပါလေ။ သူမတညာလုံးရဲစခန်းရှိမှထိုင်ဆောင်နေခဲ့ပြီးတော့မနက်လေးနဲ့ခါမှာတော့သူ့ယောက်ျားကိုတေလူမျိုးပါအခြေအနေနဲ့စေယုံတင်လိုက်ရတယ်ဆိုတာကိုသိလိုက်ရပြန်ပါတယ်။စေယုံကိုအမော်တော်ပြေးသွားရပြန်ပြီးစုံစမ်းပြန်တဲ့အခါမှာဒံယာကပြင်းထန်လွန်းလာကြောင်းနောက်စေယုံတစ်ခုကိုပို့ထားတယ်ဆိုတာကိုသိလိုက်ရပါတယ်။သူမကမောပန်းစွာခက်ခဲစွာနဲ့ယောက်ျားမျက်နှာမြင်ရဖို့ရေးအစဉ်စဉ်လိုက်သွားနေခဲ့ပြီးတော့နောက်ဆုံးမှသိလိုက်ရတာကသူမရဲ့ခင်မုန်းဟာတိဆုံသွားခဲ့ပြီဆိုတာပါပဲ။ တန်ကားဟာကြေကွဲတဲ့နှလုံးသားနဲ့မျက်ရည်တွေသွေးတွေတောင်ပါလာမတက်ငိုကြွေးနေရပေမဲ့ယောက်ျားဖြစ်သူရဲ့အလောင်းကိုမြင်ရဖို့ရေးပြေးရရှာပြန်ပါလေ။သူမရောက်သွားတဲ့အခါမှာလဲအလောင်းမရှိတော့ဘူးလို့ပြောလွှတ်ပြန်လာကြောင်းနေရာနဲ့လိုက်ရှာနေရပါလေ။တိတ်မကြခင်မှာပဲမာနွဲ့ရဲ့တပည့်တူးရောက်လာခဲ့ပြီးကုမ္ပဏီကိုရောင်းပေးရင်တန်ကားရဲ့ယောက်ျားကိုအသက်ရှင်လဲတွေ့ရမယ်လို့ပြောလိုက်ပါလေ။အမှန်တော့သူ့ကိုစောက်တရမရပဲပူပင်တော့ကရောက်အောင်မာနွဲ့ကတမင်ဒုက္ခပေးတာပါ။ တန်ကလည်းစာချုပ်မှာလက်မှတ်ထိုးပေးပြီးမာနုကိုကြော့ပြီးတော့သူမယောက်ျားကိုလှုပ်ပေးဖို့တောင်းပန်ရပါတယ်။ဒါမဲ့မာနုကဂရိဖြတ်ပြီးတော့သူမယောက်ျားကိုဆက်ဖမ်းထားတာကြောင့်တန်ကဟာသူမကိုယ်တိုင်ပဲခင်မုန်းတဲ့ကိုလွတ်မြောက်အောင်လုပ်ဖို့ကြိုးပမ်းရပါတော့တယ်။သူမဟာလူစိတ်ရှိတဲ့ရဲအချို့ရဲ့အကူအညီကိုရယူခဲ့ပြီးမတရားအတိုးယူတဲ့လူမိုက်အဖွဲ့စီကငွေတွေချီးယူပြီးတော့တရားရုံးမှာတရားရင်ဆိုင်မှုရှေ့နေငှားပါတယ်။ဒါမဲ့တန်ကာကိုကူညီတဲ့သူတိုင်းကိုမာနုရဲ့တပည့်တွေကအကုန်လိုက်တက်ပစ်တာကြောင့်သူမဘဝအခုလိုမျိုးအယူမီဝိုင်းဖြစ်နေရတာပါပဲ။ ကယ်လီယန်ဟာအကြောင်းစုံကိုတိလိုက်ရပြီးတဲ့နောက်မှာတော့မာနွဲ့ရဲ့တပည့်အလောင်းတွေကိုမြို့လယ်မှာချိတ်ဆွဲထားလိုက်ပါတယ်။အဲဒီနောက်မာနွဲ့စီဆက်သွယ်လိုက်ပြီးစစ်ချိန်ညာလိုက်ကမာနွဲ့ရဲ့ရှေ့မှာတဲ့ကုန်တင်ကားပေါင်းယာချီကိုဖောက်ခွဲပလိုက်ပါတယ်။မာနွဲ့လိုထိတ်တန်းစည်းဝါးရေးသမားတယောက်ကိုအခုလိုအကြီးအကျယ်ဝင်ရောက်တိုက်ခိုက်ဝန်သူဟာဘလူများလဲဆိုပြီးတော့ဒီသတင်းကလည်းတမျိုးလုံးကိုကြော်နေပါတယ်။အရင်နောက်မှာတော့မာနွေရဲ့စီးပွားဘက်တွေကသူတို့ရဲ့လုပ်ငန်းတွေပေါ်စိုးရိမ်မှုတွေမြင့်တက်လာကြပါလိမ့် အဲ့ဒီလူတွေအစားပိုင်းမှာတော့မာနုလူလူကိုဘသူကမှတုရှင်ပြိုင်မှုမဝင်ရဲကြဘူးလို့ထင်မှတ်ပြီးသူတို့ရဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံထားခဲ့ကြတာပါအခုလိုကိစ္စကြီးဖြစ်လာတဲ့ခါမှာတော့မာနုကိုတရားခံအမြန်ရှာပြီးတော့ရှင်းပြဖို့အတွက်ဝိုင်းဝန်းဖိအားပေးကြပါတော့တယ်တဖက်မှာတော့ပထမယာတန်ဃာရဲ့အမှုကိုကုညီဖို့အတွက်စတင်ပြင်ဆင်နေပြီးတန်ဃာကတော့အရင်တုန်းကသူ့မကိုကုညီဘူးသူတွေလို့အသက်ခံရမှာကိုဆိုရင်တော့တားနေခဲ့ပါတယ်ဒါမဲ့ပထမပိုင်းကလုံးဝအရှုံးမပေးဘူးနဲ့အားလုံးကိုအနိုင်ရအောင်တိုက်ယူဖို့တတ်တိမွေးပေးလိုက်နိုင်တာကြောင့် တန်ကလည်းအမှုကိုဆက်လိုက်ဖို့သဘောတူလိုက်ပါရယ်။ဒါမဲ့ပထမမရဲ့စကလုံးတွေကသူမရဲ့အကူအားပေးနေကြစကားတွေနဲ့တူညီနေတာကြောင့်အကူဖြစ်သူကိုအမှတ်ရမိသွားပါရယ်။ပြီးတော့သူမရဲ့အကူများတဏျာကစောင့်ကြည့်နေမလားဆိုပြီးတော့လိုက်လံရှာဖွေနေခဲ့စင်မှာတိတ်မကြခင်မှာပဲသူမမေ့လဲကြသွားပါတော့ရယ်။ဆရာဝန်ရဲ့ဆေးဆေးချက်ရတန်ကားစီမှာကိုဝန်ရှိနေပြီဖြစ်ပြီးဒီသတင်းကိုကြားတဲ့ကယ်လီယန်ကတော့သတင်းကောင်းဆိုပြီးဝမ်းသာလုံးစိုးနေခဲ့ပါရယ်။ တန်ကမာတော့သူ့ကိုပြောထားဘူးတဲ့ညမသာကလေးရှိလာရင်အဲ့ဒီကလေးကိုပို့ချစ်မယ်ဆိုတဲ့စကားကိုအမှတ်ရပြီးဝန်းနေဝန်းတာဖြစ်နေခဲ့ပါတယ်။တဖက်မှာတော့မာနုဟာအထိမ့်မဲ့ပွဲတစ်ခုကျင်းပနေခဲ့ပြီးတော့သူ့ပွဲကိုရောက်လာတဲ့အခါမှာသူ့ရဲ့အကိုဖြစ်သူဦးဒေးကိုတွေ့လိုက်ရတာကြောင့်မကြေမနက်စိတ်တွေဖြစ်ပေါ်လာရပါတယ်။ဦးဒေးကမာနုထက်ကိုဩသာအရှိန်ဝါပုံမကြီးမပြီးအညာတာကင်းမဲ့တဲ့ရက်ဆက်ကြမ်းကြုတ်သူကြီးတယောက်ပါ။သူရဲ့အဖေကမရငယ်ထားပြီးတော့မိဘဖြစ်သူကိုစိတ်ဆင်းရဲစေတယ်ဆိုပြီးဖခင်ကိုသူကိုယ်တိုင်တတ်ခဲ့တာပါ။ အဲ့ဒီမယဲငယ်ဆိုသူကတော့မာနုရဲ့အမေပါပဲအဲ့ဒီချိန်ကမာနုရဲ့အမေကိုပါဦးတေးကတပ်ပစ်ခဲ့တာဖြစ်ပြီးမာနုကိုတော့သူ့ရဲ့မိခင်ကအတန်တန်တောင်းဆိုတာကြောင့်အသက်ချမ်းသာပေးထားခဲ့တာပါအရင်နောက်မှာတော့မာနုဟာကယ်လီယန်ကိုတမျိုးလုံးပတ်ရှာနေခဲ့ပေမဲ့အရေးအယောင်တော့မတွေ့ရပါဘူး။သူကကယ်လီယန်ဟာအခုမှကြောက်စိတ်ဝင်ပြီးတော့ထွက်ပြေးသွားခဲ့ပြီလားလို့တောင်တွေးမိနေတာပါ။သူကကယ်လီယန်ကိုလိုက်နေတယ်လို့ထင်နေပေမဲ့တကယ်တမ်းကသူ့နောက်ကိုကယ်လီယန်ကပြန်လိုက်နေခဲ့တာပါ။ မကြခင်မှာပဲမာနွဲ့ရဲ့ကားပေါ်ကိုဒက်စီတွေလောင်းချခံလိုက်ရပြီးကယ်လီယန်ကိုယ်တိုင်ဝင်သွားကခက်မိုက်မိုက်စတိုင်နဲ့မီးရှို့ပလိုက်ပါတယ်။မာနွဲ့လည်းအသက်မသေးစေဖို့ထိခိုက်အနာတရအဖြစ်ခံပြီးမီးပုံတွေကအသေးအံယုံထွက်ခဲ့ရပါတယ်။မာနွဲ့စေကူသားမှုခံယူနေစမှာသူ့ရဲ့နောက်လိုက်တွေကအချိန်တိုင်းရေးထားတဲ့စာရွက်တွေ့ရစီလက်ခံရရှိခဲ့ပါတယ်။အဲ့ဒီအချိန်တိုင်းတွေကမာနွဲ့ကိုကိုယ်တိုင်မတတ်ရင်သူ့တပည့်တွေအသက်ခံရမယ့်အချိန်ပဲဖြစ်ပြီးတော့ အခုချိန်မှာတော့ပထမဆုံးတယောက်ကိုကယ်လီယန်ကလိုက်ဖမ်းပြီးတော့တိုက်ပေါ်ကနေစောက်ထိုးဆွဲချထားပြီးတတ်မှတ်တဲ့အချိန်အတိအကျမှာတတ်ပစ်လိုက်တာကိုအားလုံးလည်းမြင်လိုက်ကြပါတယ်နောက်လဲကြတဲ့သူကလည်းအ мян ထွက်ပြေးပြီးပုန်းနေဖို့ကြိုးစားနေတဲ့အချိန်မှာပဲစာရွက်ထဲကအချိန်တိကျတိုင်းတည်ဆုံသွားခဲ့ပြန်ပါလေဒီခါမှာတော့မာနွန်းနဲ့သူ့ရဲ့တပည့်တွေအချင်းချင်းယုံကြည်မှုတွေပြတ်ပြားကုန်ကြပါပြီသူတို့တွေကလည်းအသက်ဘေးလွတ်ဖို့မာနွန်းကိုပြန်တက်လာကြတာကြောင့်မာနွန်းကိုယ်လူလက်ကနေကိုထွက်ပြေးနေရပါလေ ကယ်လီယန်ကလည်းတန်ကာမြင်စီတဲ့အထိမာနုကိုလိုက်ချောက်လှန့်နေခဲ့ပြီးအဲဒီနောက်မှာတော့လူသူရှင်းတဲ့တဏျာကိုခေါ်သွားလိုက်ပါတယ်။အဲဒီနောက်တော့တန်ကာကိုဒုက္ခပေးခဲ့တာရင်းနဲ့ထိုက်တန်အောင်ပေပေနေနေကြီးကိုရိုက်နှက်ပစ်လိုက်ပြီးနောက်မှာမာနုအတ္တမပြုအနိုင်ကျင့်သိမ့်ခဲ့တဲ့ကုမ္ပဏီတွေအားလုံးရဲ့စာချုပ်တထက်ကြီးကိုချပေးပြီးအားလုံးကိုပိုင်ရှင်တွေကိုပြန်ပေးအပ်ကြောင်းလက်မှတ်ထိုးစီပါတယ်။မာနုဘက်ကလည်းဒီချိန်မှာရွေးစရာမရှိတာကြောင့်အားလုံးကိုပြန်ပေးလိုက်ရပါတယ်။မကြခင်ရပိုင်းမှာတော့တန်ခါးရဲ့အမှုကနိုင်သွားခဲ့ပြီးသူမယောက်ျားလေးအပြစ်တွေအားလုံးကနေလွတ်မြောက်လာခဲ့ပါတော့တယ် တန်ကဒီသတင်းကောင်းကိုကြားတဲ့ခါမှာဝမ်းသာသွားပြီးတော့သူမအကိုစီကိုပြန်ချင်တယ်လို့လည်းပြောလိုက်ပါတယ်။တဖက်ကကယ်လီယန်ကတော့သူ့စီကိုညီမလာလိမ့်မယ်သတင်းကိုကြားသိပြီးတော့ပျော်နေခဲ့တာပါ။ဒါမဲ့သိမကြခင်မှာပဲမာနုတ်သေဆုံးသွားပြီဆိုတဲ့သတင်းကိုရုပ်တံလိုက်ပေါ်မှာမြင်လိုက်ရပါတယ်။ကယ်လီယန်ကမာနုတ်ကိုမတတ်ခဲ့ပဲသူ့ရဲ့ဘဝကိုနာကျင်မှုကြောက်ရွံ့မှုနဲ့အဆက်တရားတွေကြားမှာရှင်သန်နေဖို့ထားခဲ့ပေမဲ့မာနုတ်ကတော့ဒီလိုဘဝမှာအသက်မရှင်ကျင်တော့ဘဲနဲ့ဥရေးစီကိုသွားခဲ့ပြီးသူ့အတွက်လက်စားချေပေးဖို့တောင်းဆိုကသူ့ကိုယ်သူတတ်သိသွားခဲ့တာပါ။ ဒီခါမှမာနွေရဲ့တက်တီကိုဦးသေးကလေးစားသွားခဲ့ပြီးတော့ညီဖြစ်တတ်မှတ်လိုက်ကသူ့ညီအတွက်လက်စားခြေပေးဖို့လဲဆုံးဖြတ်ချက်ချလိုက်ပါတယ်။အဲဒီနောက်မှာတော့မာနွေရဲ့ရန်သူဟာကုမ္ပဏီတွေအားလုံးကိုမူလပိုင်ရှင်ကိုပြန်အပ်ကြောင်းလက်မှတ်ထိုးခိုင်းတဲ့အချက်ကိုထောက်ပြီးတော့အဲဒီလူဟာဒီကုမ္ပဏီပိုင်ရှင်တွေထဲကတယောက်ဖြစ်ရမယ်လို့တွက်ဆလိုက်ပါတယ်။အဲဒီခါမှာကုမ္ပဏီပိုင်ရှင်တိုင်းစီကိုလူလွတ်ပြီးတော့ချင်းချောက်စုံစမ်းစီခဲ့ပြီးနောက်ဆုံးမှာတော့တန်ကာရဲ့အိမ်ကိုရောက်လာကြပါတော့တယ်။ဒါမဲ့တကားကိုဖွင့်ပေးလိုက်တာနဲ့တွေးလိုက်ရတာကကယ်လီယန်မိမ့်မိန်ကြီးထိုင်ဆောင်နေတာကိုပါ။ ူကအိမ်နံပါတ်ပြောင်းတက်ထားလိုက်ပြီးတော့ရန်သူတွေသူ့စီရောက်လာပြီးအဆုံးမလာခံစေဖို့ပြင်ဆင်ထားတာပါ။ဦးရီရဲ့တပည့်တွေကိုရှင်းပြလိုက်ပြီးတဲ့နောက်မှာသူကိုယ်တိုင်ဦးဒေးစီကိုတွားခဲ့ပြီးလမ်းပေါ်မှာပဲသူတို့ဆုံတွေ့လိုက်ကြကကားချင်းတိုက်ပြီးမိတ်ဆက်လိုက်ကြပါတယ်။နှစ်ဦးသားတဲကြီးမဲကြီးကားမောင်းစကေးတွေနဲ့တိုက်ခိုက်နေခဲ့ပြီးတော့ကယ်လီယန်အသာစီးရနေချိန်မှာသူညီမကိုဦးဒေးရဲ့လူတွေကလိုက်ဖမ်းနေတဲ့တရင်ကိုရလိုက်ပြီးညီမကိုကယ်ဖို့လိုက်ရပြန်ပါတယ်။ တန်ကားနဲ့ပထမပိုင်းတို့ဟာဈေးတစ်ခုတည်းကိုဝင်ရောက်ပြီးတော့ပုံးနေခဲ့ကြပြီမဲ့တိတ်မကြခင်မှာပဲသူတို့ကိုလူဆိုးတွေရှာတွေ့သွားခဲ့ပါလေတန်ကားကအသေးအံထွက်ပြေးရပြန်ပြီးမကြခင်မှာကယ်လီယန်ကအဲ့နေရာကိုရောက်လာခဲ့ပြီးတော့တန်ကားမသိစီပဲအားလုံးကိုမှောက်သိမ့်နိုင်အောင်စ조사နေပါလေဒါမဲ့ဥဒေးရဲ့သပည့်တွေကများပြားလွန်းနေခဲ့ပြီးတော့မကြခင်ဥဒေးပါလိုက်လာကတန်ကားကိုလဲပင်းညှက်တတ်ပါတော့တယ်တန်ကားတေလူဆဲဆဲမှာပဲကယ်လီယန်နောက်ကနေပေါ်လာပြီးတော့ဥဒေးနဲ့ချကြပါလေ သူကမယက်မနာပဲဦးတေးကိုထိုးလိုက်ကန်လိုက်လုံနေပြီးဦးတေးကလည်းအသေးအံကာကွယ်ပြီးတော့အခွင့်ရချိန်မှာပြန်တိုက်ပါလေဒါမဲ့နောက်ဆုံးမှာတော့ကယ်လီယန်ခွန်အားကိုမရှင်းနိုင်တော့ပဲအလူးလဲခံရပြီးတော့သွေးကြွေးစင်းကိုပိတ်သိမ်းကညီဖြစ်သူမာနုတ်တွားရလန်းကိုညှမ်းသွားရပါတော့လေအဲ့ဒီချိန်မှာတန်ကလည်းသတိပြန်ရလာပြီးရန်သူတွေရဲ့လက်ကသူမကိုအမြဲကူညီနေတဲ့သူကိုရိမ့်မိလာသလိုရှိနေရကြောင်းရုပ်ပြက်စင်းပြက်အရိုင်းနဲ့ခံထားတဲ့ဦးတေးရဲ့တပည့်တယောက်နာကတ်ပြီးတော့သူ့ကိုဖြစ်သူရဲ့ဓာတ်ပုံကိုပြလိုက်ပါလေ အဲ့ဒီလူကလည်းပုံကိုမြင်မြင်ချင်းမျက်လုံးမူးမျက်စံပြုနဲ့လန့်ဖြန့်သွားတာကြောင့်မကြသေးရင်ကာလာကစပြီးတော့တလျှောက်လုံးသူမနောက်ွယ်ကနေကူညီတဲ့သူဟာသူမရဲ့ချစ်လာစွာသောအကိုအရင်းကြီးပဲဆိုတာကိုသိသွားရပါတော့တယ်။သူမအကိုဖြစ်သူကိုလိုက်ရှာနေပြီးငိုယိုကသူ့ရှိကို ထွက်လာပေးဖို့အတွက်တစားစားလေးပြောနေခဲ့တာပါ။ဒီခါမှာတော့ကယ်လီယန်လည်းမနေတာတော့ပဲပုံကွယ်ရာကနေထွက်လာခဲ့ကမောင်နှမနှစ်ဦးပွေဖက်လိုက်ကြပါတော့တယ်။တစုံတစ်ယောက်ကကိုယ့်ကိုအမှန်တကယ်မေတ္တာစင်းနဲ့ချစ်ခင်စောင့်ရှောက်နေတဲ့ဆိုရင် အဲ့ဒီမေတ္တာတရားကိုပြန်တုံ့ပြန်တဲ့အနေနဲ့ကိုဘွားကိုပျော်ရွှင်စရာကောင်းအောင်ကြိုးစားတိဆောက်တဲ့မှာလေ။ဘာကြောင့်လဲဆိုတော့မိမိရဲ့ပျော်ရွှင်မှုဟာထိုသူအတွက်လေပိုကြီးမားတဲ့ပျော်ရွှင်မှုဖြစ်နေတာကြောင့်ပါ။ကိုရဲ့စိုးရင်တော့ကဟာလေထိုသူရဲ့စိုးရင်တော့ကပဲလို့ဆိုပေမဲ့မပြောဘဲဖုံးကွယ်ထားမိတာကပိုပြီးတော့ပူပင်တော့ကရောက်စီတတ်ပါလေလို့စကားလက်ဆောင်လေးပိုင်းနဲ့ဒီကနေ့တင်ဆက်မှုကတော့ဓမ္မရင်အဆုံးသတ်ပါပြီခင်ဗျာ။နောက်ထပ်စကားကောင်းများစွာနဲ့အတူတူပြန်လာခဲ့ပါဦးမယ်။အားပေးခဲ့သူများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန့်ခင်မှုပါ။